တချို့ကဓာတ်ဘူးနဲ့တူတယ်။အပြင်မှာသာအေးတာအတွင်းကပူလောင်နေတတ်တယ်။တချို့ကထမ်းမင်းနဲ့တူတယ်။ကိုယ်တိုင်ပဲအမြင့်ကိုတတ်သွားခြင်းသာဘယ်သူ့ကိုမှအရေးပြန်မပေးခြင်းမူ။တချို့ကပုတ်တင်ညိုနဲ့တူတယ်။ပြောသမျှကိုခေါင်းငိမ့်ပြီးအချင်းနေပေါ်မူတီးပြီးအယောင်ပြောင်းတတ်တယ်။တချို့ကတပြက်စီးနဲ့တူတယ်။အလုံးတို့အမြဲရှင်းလင်းပေးနေပေမဲ့သူကိုယ်တိုင်ကြောင်ထိုးခံထားရတယ်။တချို့ကဈေးနှုန်းတိတ်နေတူတယ် ူများကိုသာတံပိုးလိုက်ဖြတ်နေတာသူကိုယ်တိုင်ကျ၂00ပဲတန်တယ်။ဒီခံနဲ့လူဘာဝလာတယ်။နားလေပေးလိုက်တယ်။ပိုပြီးရောက်တက်လာတယ်။လိုက်လိုက်ရောရောဆက်ဆန်နဲ့ခေါင်းဟိုပါတက်နေချင်းလာတယ်။မျက်နှာသာပေးတယ်။မလေးမစားလှုပ်လာတယ်။စေတနာထားတယ်။စောကားမောကားလှုပ်လာတယ်။နေရာပေးတယ်။မန်နေတက်လာတယ်။ အဲ့ဒီလိုလူတွေနဲ့ဆုံရပြီဆိုရင် ကိုယ်စိတ်ကိုတတ်တာရအောင်လုပ်เสียရတခုပဲရှိတော့တယ်အဲ့ဒါအတော့ဥပျက္ခပြုထားခြင်းဒါမှမဟုတ်လစ်လူရှူလိုက်ခြင်းပဲပေါ့တသောမှာဂရီတရဲ့နောက်တစ်ခါတသိန်းလိုလဲမင်းအတွက်မခတ်ခဲ့ဘူးတသိန်းမှာဂရီတရဲ့နောက်တစ်ခါ10သိန်းလိုလဲမင်းအတွက်မခတ်ခဲ့ဘူး10သိန်းမှာဂရီတရွန်သိန်း100လိုလဲမခတ်ခဲ့တော့ဘူးစီးပွားရေးလုပ်ဖို့မင်းမှာငွေမရှိရင်နေပါသေးဂရီနဲ့ယုံကြည်မှုတော့အပြည့်ရှိနေပါသေး မင်းပတ်ဝင်းကျင်ကိုမိတ်ဆွေကောင်းတွေနဲ့တိစောက်ထားနိုင်ရင်ဘာပဲလုပ်လို့မင်းကြီးွားတိုးတက်အောင်မြင်လိမ့်မယ်။မင်းကလက်ခတ်တဲ့သူဆိုရင်ငွေလဲခက်ခဲလာမှာအမှန်ပဲ။ဘဝဆိုတာကိုယ်ခံယူချမ်းတဲ့ကိုယ်တိစောက်ထားတာမို့သူများအကြိုက်မလိုက်လဲရတယ်။ဒါပေမဲ့ကိုလုံးတဲ့လောရတိုင်းဟာသူတော်ဘာကိုမထိခိုက်ဖို့တော့လိုတယ်ကွ။ပင်မယုံနဲ့မရက်ပါနဲ့အောင်မြင်မရက်ပါဆင်းရဲဒုက္ခနဲ့ဆင်းရဲမွဲတေမှုတွေကြုံပါအောင်မကြောက်ပါနဲ့ ဘဝတစ်လျှောက်လုံးဆင်းရဲနေမှာဟုသာကြောက်ပါ ကိုယ်နာကအတွက်ကိုကိုယ်တိုင်းတိုက်ပွဲမူရင်ဘယ်သူကတိုက်ပွဲဝင်ပြီမှလဲပင်မနာတညာကြီးလိုက်တာနဲ့ပြေပြောက်သွားလိမ့်မယ်ဒါဝိမဲ့ဆင်းရဲတာတော့တညာကြီးလိုက်တာနဲ့ပျောက်သွားမှာမဟုတ်ဘူးလေတခြားသူတွေကမင်းကိုကိစ္စရဲ့တချို့ပဲကူညီပေးနိုင်လိမ့်မယ်မိမိဘတွေကမင်းရဲ့ပြဿနာတွေကိုအမြဲတမ်းဖြေရှင်းပေးနိုင်မှာမဟုတ်ဘူးလေနောက်ဆုံးမှာတော့ကိုကူကူပဲအားကိုးကြရမှာမဟုတ်လား တသုံးတယောက်ကမင်းမလုံးနိုင်ဘူးလို့ပြောလိုက်တာနဲ့လက်မလျှော်လိုက်နဲ့မင်းမှာရှိသမျှစွမ်းရည်တွေနဲ့အစွမ်းကုန်ကြိုးစားကြည့်ပြီးမှလက်လျှော်ဖို့စဉ်းစားအောင်မြင်မှုတစ်ခုကိုရဖို့အတွက်ဘဝမှာအချိန်မောင်းများသောနီလာမောင်းများသောပြောင်းလဲပြလို့ရတယ်ဒါဝိမဲကိုယ့်ရဲ့ပန်းနိုင်ဖို့တော့ဘယ်တော့မှပြောင်းလဲမပြင်းနဲ့အောင်မြင်မှုစီကိုတွားတဲ့လမ်းအရာပေါင်းများသောထောင်ပေါင်းများသောရှိနေလိမ့်မယ်ဒါဝိမဲကြာရှုံးခြင်းစီကိုတွားတဲ့လမ်းကတော့တစ်ခုတည်းပဲအဲ့ဒါကတော့ အလွယ်တကူလက်လျှော့တတ်ခြင်းပဲဘဝမင်းကိုငိုတရားအကြောင်းတရားပေးလာတဲ့အခါမင်းမှာပြုံးတရားတထောင်ရှိတယ်ဆိုတာကိုပြလိုက်ဘဝမင်းကိုတံမြာသီးတွေပေးလာရင်တကြားနဲ့ရောပြီးဖြောတောက်တောက်အောင်ကြိုးစားလိုက်တိုက်စားခံရတာချင်းတူဝေးမဲ့ခံနိုင်မရှိတဲ့ကံမှာအရင်ပြိုလဲရတာပဲမဟုတ်လားမနာကျင်ရမယ့်နီလန်းဆိုတာနာကျင်ခြင်းနေစီရနေပဲတင်ယူရတာကိုကိုကိုတကယ်ချစ်တယ်ဆိုရင်မေတ္တာမိုးတွေနေသီမချပဲမရွာချခြင်းနဲ့တော့ မင်းမိဘလွယ်လို့လူတိုင်းကမင်းပေါ်မင်းလောက်မကောင်းနိုင်ဘူးလေ။ဒါကြောင့်နောက်ဆိုရင်ကိုယ့်ကိုအကောင်းဆုံးနဲ့နှွေးထွေးစေတဲ့ရင်ခွင်မှာပဲနေ။ဘယ်တော့မှလွတ်ချမသွားမဲ့လက်ကိုပဲစုပ်ကိုင်ထား။ကိုယ့်ကိုတကယ်လို့လားတဲ့သူဒီမှာပဲပြောအောင်နေ။စာဖတ်တယ်ဆိုတာသူတစ်ပါးရဲ့အမားရီကနေတစင်သင်္ကန်းသာယူရတာ။မင်းကသင်္ကန်းသာတွေရဖို့စာလေးတစ်ပုဒ်ပဲဖတ်ရတာဆိုရင်မေးရတဲ့သူမှာတော့ဘဝနဲ့ရင်ပြီးရေးခဲ့ရတာလေ။ဒါကြောင့်စာဖတ်ဖို့လည်းမပြင်းနဲ့။